ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ကပ္ပောက်ချံခန်းကြီးလေးအပိုင်ငယ်တေထို့နောက်လူအာရန်သည်မယာအေဝါနှင့်ဆက်ဆံသဖြင့်အေဝါသည်ပရိဒိရိဆွဲယူ၍ကာအိနာကိုဖွားမြင်လင်ထာဝရဘုရား၏လူကိုငာရပြီဟုဆိုလေ၏ကျွန်တော်အာရန်နှင့်အေဝါဘုရားသခင်ဖန်ဆင်းစလူသားနှစ်ယောက်ဖြစ်ပါလေ ဘုရားသခင်စကားကိုနားမထောင်တဲ့အခါမှာသူတို့ကအေရင်ဥယျာဉ်ထဲကနေနှင်ထုတ်ချင်းခံလိုက်ရတယ်။အာရန်နဲ့အေဝါမှာတာယောက်ျားတယောက်မွေးလာတယ်။အဲ့ဒီတာယောက်ျားကတော့ကာအီနာဖြစ်တယ်။ကာအီနာကိုလည်းမွေးရောကာအီနာကိုလည်းမြင်ရရောဘာပြောလဲဆိုရင်တော့ထာဝရဘုရားကြီးလူကိုငာရပြီဆိုပြီးတော့သူတို့ကပြောပါတယ်။ကာအီနာကိုသူတို့ကဘယ်လိုထင်လဲဆိုရင်တော့ဒါဘုရားလူပဲ။ထာဝရဘုရားကြီးလူကိုငါတို့ရပြီဆိုပြီးတော့သူတို့ကပြောဆိုပါတယ်။တကယ်တော့ကာအီနာကဘုရားလူမဟုတ်ခဲ့ပါဘူး။ ူကမာနနဲ့ဆက်ဆိုင်နေသူဖြစ်တယ်။လူရဲ့အထင်မှာတော့ကာအီနာကိုမွေးတဲ့ချိန်မှာဖျားလူလို့ထင်တယ်။ဒါပေမဲ့ဖျားလူဖြစ်မနေခဲ့ဘူး။ဖျားသခင်ကိုပူဇော်တဲ့အခါမှာသူ့ရဲ့စိတ်တော်ကြသူကပူဇော်တယ်။ဖျားသခင်ကမှားနေတယ်။နောက်ပြန်လာပြီးတော့ပူဇော်ပါရစ်ကောင်ကတကားနာမှာရှိတယ်ဆိုပြီးတော့ဒုတိယကျင့်အခွင့်အရေးပေးတော်ညာလဲသူမလုပ်ခဲ့ပါဘူး။သူလှုပ်ချင်တဲ့အတိုင်းပဲသူလှုပ်တယ်။ဖျားသခင်လက်မခံတဲ့အခါမှာသူမလှုပ်တော့ဘူး။ သူညီကိုလဲတဲ့သွားပြီးသူကဘာလုပ်လိုက်လဲဆိုရင်တော့တပ်ပလိုက်တယ်ဆိုတော့အကြောင်းတွေ့ရပါတယ်။အာရန်နဲ့အေဝါကကာအီးနာမွေးလာတဲ့အခါမှာဖျားလူလို့ထင်တယ်။တကယ်တော့ဖျားလူမဟုတ်ဘူး။သူကလူသက်သမားဖြစ်တယ်။မာနနဲ့ဆက်ဆိုင်တဲ့သူဖြစ်တယ်လို့တမာကျန်းသားကဖော်ပြပါတယ်။ကာအီးနာအကြောင်းကြည့်တဲ့အခါမှာကာအီးနာကဖျားကိုဝတ်ပြုတဲ့သူဖြစ်တယ်။သူလည်းဖျားကိုကိုးကွယ်တယ်နော်။ဖျားသခင်ကိုဝတ်ပြုတယ်ဖျားသခင် ကိုကိုးကွယ်ပါတယ်။တို့ရတွင်သူ့ရဲ့စိတ်နှလုံးသဘောကမှားယွင်းနေခဲ့တယ်။ ဖယားအတန်ကိုလည်းကြားရတယ်ဖယားသခင်ကမှားနေတယ်ဒီလိုမလုပ်ပါနဲ့ရစ်ကောင်ကတကားနာမှာရှိတယ်ပြန်လာပူဇော်ပါဖယားရဲ့နှုတ်ကပတ်တော်အတန်ကိုလည်းကြားရတယ်သူဖြစ်ပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်အတန်ကိုသူကနားမထောင်ခဲ့ဘူးညှင်းဆန်ခဲ့တယ်ဒါကိုကြည့်ခြင်းအပြင်ကာအီနာသည်ဖယားရဲ့လူမဟုတ်ဘူးသူကမာနနဲ့ဆက်ဆိုင်တော်သူဖြစ်တယ်ဒါပေမဲ့လူရဲ့အထင်ကတော့ ကာအီနာကိုမွေးတဲ့အချိန်မှာ RNA အေဝါကပါပြောလဲဆိုရင်တော့ထတော်ဖျားကြီးလူကိုငာရပြီလို့ဆိုခဲ့ပါတယ်။ဒါကြောင့်မို့ချက်သုံးချက်စီတိုင်းလူရဲ့အထင်နဲ့အမြင်နဲ့ကလွဲချော်တတ်ပါတယ်။လူကအထင်နဲ့ထတော်ဖျားကြီးလူလို့ကာအီနာကိုသမုတ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဖျားရဲ့လူဖြစ်မနေခဲ့ဘူး။ဒါကြောင့်မို့ချက်သုံးချက်စီတိုင်းဒီဘက်ခေတ်ကာလမှာလည်းအင်မတန်တတိထားဖို့လိုအပ်ပါတယ်။ဖျားရဲ့လူဆိုပြီးတော့ကျွန်တော်ယုံစားမိတဲ့အခါမှာ တခါတရံမှာဖျားလို့မဟုတ်ပဲနဲ့ဖြစ်နေတတ်တယ်။အထင်နဲ့မသွားပါနဲ့။လူရဲ့အထင်က လွဲတတ်တယ်။ဖျားသခင်ရဲ့နှုတ်ကပတ်တော်နဲ့သွားဖို့ဖြစ်တယ်။ဒီလူကဖျားသခင်ရဲ့လူဟုတ်မဟုတ်ဖျားရဲ့လူဖြစ်မဖြစ်ဆိုတာဘယ်လိုတိုင်းတာမလဲ။ဘယ်ဆန်နှုံးနဲ့သတ်မှတ်မလဲ။ဆန်နှုံးတိုင်းတာချက်ကတော့နှုတ်ကပတ်တော်ပဲဖြစ်တယ်။နှုတ်ကပတ်တော်နဲ့တိုင်းတာဖို့ပဲဖြစ်တယ်။သူကနှုတ်ကပတ်တော်တိုင်းအသက်ရှင်လား။ဖျားနဲ့အဆက်ရှိလား။ နှုတ်ကပတ်တော်ကိုညင်းဆန်တော်သူလားနှုတ်ကပတ်တော်တိုင်းအသက်ရှင်တော်သူလားသင်ကိုယ်တိုင်းတမန်ကျမ်းစာကိုဖတ်ပြီးတော့ဖခင်နှုတ်ကပတ်တော်နဲ့တိုင်းတာဖို့ဖြစ်တယ်ဖခင်နှုတ်ကပတ်တော်နဲ့မညီရင်တော့ဒါဖခင်လူမဟုတ်ဘူးကာယီနာကဖခင်ကိုကိုးကွယ်တယ်နော်ဖခင်ကိုရှ िख ိုးပါတယ်ဖခင်ကိုကိုးကွယ်တိုင်းဖခင်လူမဟုတ်ပါဘူးဖခင်ကိုဝတ်ပြုတိုင်းဖခင်လူမဟုတ်ပါဘူးဖခင်စကားကြားတယ်နော်ဖခင်စကားကြားတိုင်းလည်းဖခင်လူမဟုတ်ဘူးသူကဖခင်စကားကိုမလုပ်လဲဆိုရင်တော့ညင်းဆန်တယ်ဖခင်သခင်ပြောတဲ့အတိုင်း သူကမလုဆောင်ပါဒါကြောင့်မို့နှုတ်ကပတ်တော်ကိုညှင်းဆန်တယ်နှုတ်ကပတ်တော်တိုင်းအသက်မရှင်ဘူးဆိုရင်တော့အဲ့ဒါဖျားလူမဟုတ်တော့ဘူးဒါကြောင့်ဖျားလူဟုတ်မဟုတ်ဆိုတော့ကိုချိန်ထိုးမဲ့အရာဆန်နှုံးကတော့ကျွန်တော်နှုတ်ကပတ်တော်ပဲဖြစ်ပါတယ်ဟေရှားနာဂတိကျမ်းခန်းကြီး၈အပိုင်ငယ်20မှာဘယ်လိုဖော်ပြလဲဆိုရင်တရားတော်ကို၎င်းတသက်ခံတော်မူချက်ကို၎င်းနားထောင်ကြကုန်သူတို့ပြောသောစကားသည်နှုတ်ကပတ်တော်နှင့်မညီလင် သူတို့၌အာယုံမတက်သေးတရားတော်ကိုတရားဟောတဲ့ဆရာတွေအများကြီးရှိပါတယ်အွန်လိုင်းမှာရော အပြင်မှာရောအများကြီးရှိတယ်နားထောင်ပါသူတို့တသက်ခံချက်တွေကိုလည်းနားထောင်ကြည့်ပါတကယ်လို့သူတို့ပြောတဲ့စကားကနှုတ်ကပတ်တော်နဲ့မညီဘူးဆိုရင်သူတို့၌အာယုံမတက်သေးဘူးအတိတ်ပဲရပါလေအာယုံမတက်သေးဘူးဆိုတော့အလင်းမရသေးဘူးသူတို့ပြောတဲ့စကားကနှုတ်ကပတ်တော်နဲ့မညီဘူးဆိုရင်တော့ကျင်းသေးပြီဒါကဖရာရဲ့လူ မဟုတ်တော့ဘူး ဖရာရဲ့လူဆိုရင်တော့နှုတ်ကပတ်တော်နဲ့ညီမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဓမ္မဟောင်းမှာပရောဖက်တွေကသူတို့စကားပြောတိုင်းပြောတိုင်းမှာထာဝရဘုရားမိန်တော်မူသည်ကထာဝရဘုရားမိန်တော်မူသည်ကဆိုပြီးတော့သူတို့ကသုံးတော့ပါလေ။ဘာကြောင့်လဲဆိုတော့ဖရာပြောတဲ့စကားကိုသူတို့ကပြန်ပြောတာဖြစ်တယ်။သူတို့ရဲ့အာဘုံမဟုတ်ဘူး။သူတို့ရဲ့စိတ်ကူးအထင်မြင်ယူဆချက်တွေမဟုတ်ပါဘူး။ ဒီဆရာဒီဖရာလူဟုတ်မဟုတ်ဒီဆရာကဖရာလူဖြစ်လားမဖြစ်လားဆိုတော့ကိုဘာနဲ့ခွဲကြမလဲဆိုရင်တော့ဖရာရဲ့နှုတ်ကပတ်တော်နဲ့ပဲခွဲကြဖို့ဖြစ်တယ်နှုတ်ကပတ်တော်ကိုလွန်ကျူးပြီးတော့ပြောပြီးဆိုရင်တော့ဒါဖရာလူမဟုတ်တော့ဘူးဒါကြောင့်မို့ကောရင်သူဩရစာပထမဆုံးအခန်းကြီး၄အပိုင်ငယ်၆မှာကျမ်းစာကိုလွန်ပြီးတော့တဲ့သူတော်ဘွားကိုမယူသေးအပ်ဘူးလို့ဖော်ပြပါတယ်ကျမ်းစာနဲ့မညီဘဲနဲ့ဖရာနှုတ်ကပတ်တော်နဲ့မညီဘဲနဲ့ပြောနေတာကိုကျွန်တော်တို့ကပုံကိုခင်လို့သွားယူသေးမယ် ပုပ်ကိုကိုခင်လို့သူ့ကိုစီးကပ်နေမှာဆိုတော့မှားပြီကျန်းစာကိုလွန်ပြီးတော့သူ့တို့ဘွားကိုမယုတ်သေးအပ်ဘူးဘုရားသခင်နှုတ်ကပတော်နဲ့လွှဲရင်ကျွန်တော်ကဘလို့မှလက်ခံလို့မရဘူးလက်ခံရင်တော့ကျွန်တော်ကသူနဲ့အတူတူဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့ထွားတော်ဘုရားကြီးလူဟုတ်မဟုတ်ဆိုတဲ့ရာကအင်မတန်ရေးကြီးတယ်ဖျားသခင်လူဟုတ်မဟုတ်ကိုဘာနဲ့ပဲတိုင်းတာလို့ရလဲဆိုရင်တော့နှုတ်ကပတ်တော်နဲ့ပဲတိုင်းတာလို့ရတယ် ကာအီနာကိုမွေးတဲ့အချိန်မှာအာရန်နဲ့အေဝါကထတော်ဖျားရဲ့လူကိုငါတို့မြင်ရပြီဆိုပြီးတော့သူတို့ကပြောပါတယ်ငါတို့မြင်ရပြီဒါဖျားရဲ့လူပဲတကယ်တော့ဖျားလူမဟုတ်ဘူးကာအီနာကမာနရဲ့လူဖြစ်နေတယ်သူဖျားကိုရှ िख ိုးပါတယ်ဖျားစကားလည်းကြားရပါတယ်တို့ရတွင်ဖျားစကားကိုညှင်းဆန်တယ်ဖျားရဲ့လူမဟုတ်ဘူးဆိုတော့ကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်မို့ခြေသွင်းကြတော့စီတိုင်းအခုခေတ်ချိန်ကာလမှာများစွာသောဆရာတွေများစွာသောဩဝါဒတွေပေါ်လာတယ် တို့ရတွင်ဘယ်ရကမှားလဲဘယ်ရကမှန်လဲဆိုတာကိုသင်ကိုယ်တိုင်နှုတ်ကပတ်တော်ကိုဖတ်ချူပြီးတော့သင်ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့ချိန်ထိုးဖို့ဖြစ်တယ်နှုတ်ကပတ်တော်နဲ့လွဲနေတော့သူတို့နိုင်အာယုံမတက်သေးသူတို့ပြောသောစကားကနှုတ်ကပတ်တော်နဲ့မညီဘူးဆိုရင်တော့သူတို့နိုင်အာယုံမတက်သေးအလင်းမရသေးဘူးဒါကြောင့်မို့ဘလောက်ပဲအဟောပြောကောင်းပါစေဘလောက်ပဲသူကအတွေးခေါ်တွေမြင့်မားပါစေဖះနှုတ်ကပတ်တော်နဲ့မကိုက်ညီဘူးဆိုရင်တော့ဒါကထော်တော်ဖျားရဲ့လူမဖြစ်နိုင်ဘူး ။ဒါကြောင့်မို့ကျန်းစာကိုကိုယ်တိုင်ကိုကြဖတ်ရှုပြီးတော့နှုတ်ကပတ်တော်ကိုပိုင်းခြားနားလည်ပြီးတော့နှုတ်ကပတ်တော်တိုင်းအသက်ရှင်နိုင်သော သူများဖြစ်စေဖို့ဝင်းကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။